မကုအခိုင်9အခငယ်30ကနေပြီးတော့41အထိကျွန်တော်တို့လေ့လာကြမယ်ဒီကြချက်မှာအဓိကတကယေရှုရဲ့တွင်တင်တော်မူသောအရာကဘာလဲဆိုရင်နှိမ်ချဖို့ရန်တပည့်တော်တို့ကိုတွင်တင်တော်မူပါတယ်တပည့်တော်72ပါးအတွက်ပဲမဟုတ်ဘူးဒီနေ့ယေရှုခရစ်တော်ရဲ့နောက်တော်လိုက်ယုံကြည်သူအားလုံးအတွက်လည်းတကယေရှုရဲ့တွင်တင်တော်မူချက်ဖြစ်တယ် အခန်းငယ်30ကနေပြီးတော့32ကိုအရင်ကြည့်ရအောင်။ထိုအယတ်မှထွက်၍ဂါလိလဲပြည်အလယ်၌ရှောက်သွားကြဆင်တွင်အဘယ်သူမျှတိစေခြင်းကအလိုတော်မရှိအကြောင်းမူကားလူသားသည်လူတို့လက်သို့အနှံ့ခြင်းကို၎င်းအတေတချင်းကို၎င်းခံရမည်။ခံပြီးမှသုံးရက်မြောက်သောနေ့၌ထမြောက်လိမ့်မည်ဟူသောအကြောင်းများကို တပည့်တော်တို့အားပြတော်မူ၏ထိုအကြောင်းများကိုသူတို့သည်နားမလည်တော်လဲ ကိုတော်ကို မမေးမလျှောက်ဝန်ကြားခဲ့တပည့်တော်တို့ကယေရှုခရစ်တော်ဟာလူသားတိအဖျင်ကြွလာတော်မူသောမေရှိယဖြစ်တော်မူကြောင်းကိုသူတို့ယုံကြည်လို့နောက်တော်ကိုလိုက်သွားကြတယ်လူသားတိအဖျင်ကြွလာတော်မူသောကယ်တင်ရှင်မေရှိယတေတော်သူတို့ကိုအသက်ပြန်ရှင်စေတော်မူသောကယ်တင်ရှင်မေရှိယနတ်ဆိုးတွေကတောင်ကြောက်ရွံ့ပြော့နတ်ဆိုးတွေကိုလည်းငရဲချပြစ်တော်မူမဲ့အမြင့်ဆုံးသောဘုရားခင်သားတော်အနာယောဂမျိုးမျိုးအပေါ်မှာ တကူအာနာရှိတော်မူသောတာတော်ဘုရားခင်အဲ့ဒါလောက်ကြီးမြတ်တော်မူသောအမြင့်ဆုံးသောဘုရားသခင်တာတော်ကလူတို့လက်မှာအနှံချင်းကိုခံရပြီးတော့တရားစီရင်ချင်းကိုခံရမယ်ပြီးတော့တို့ရဲ့အသေးသက်ချင်းကိုခံရမယ်ဆိုတာတပည့်တော်တို့ကလက်ခံနိုင်လားလက်မခံနိုင်ဘူးအဲ့ဒါတော့အဲ့ဒါကသခင်ယေရှုကတပည့်တော်တို့ကိုဘာကိုပြနေတယ်လဲဆိုရင်မိမိဟာဘလောက်အထိနှိမ်ချတော်မူသလဲတပည့်တော်တွေကတော့ အသေးမခံဘဲနဲ့ဘုရားသခင်နိုင်ငံတော်ကိုချက်ချင်းတီထောင်ပေးပြောအဲ့မှာယေရှုနဲ့အတူသူတို့ကအုပ်ဆိုးခြင်းနေပြီဒါပေမဲ့အဲ့ဒီအချိန်မရောက်သေးဘူးသူတို့ရဲ့အပြစ်ချွေးကိုဆက်ပေးဖို့ရန်မတရားသဖြင့်လူတို့ရဲ့စီရင်ခြင်းကိုခံရအောင်မယ်လောကတိုင်းမှာအသေးခံရအောင်မယ်မိမိရဲ့နှိမ်ချတော်မူခြင်းကိုတပည့်တော်တို့ကိုအရင်ပြောပြတယ်ပြီးရင်နှိမ်ချခြင်းအကြောင်းကိုတပည့်တော်တို့ကိုလက်တွဲဆက်လက်ပြီးတော့သင်ပြသွားတယ် အဲ့ဒီသပဲ့ရောကိုနှိမ့်ချခြင်းအကြောင်းတင်ပြတဲ့ကြမ်းချက်ကိုဆက်ပြော့ဖတ်မယ်အခန်းငယ်33ကပေရနောင်မြို့သို့ရောက်၍အိမ်၌ရှိတော်မူလျင်တင်တို့သည်လမ်း၌အဘယ်အမှုကိုအချင်းချင်းငင်းခုန်ကြသည်နည်းဟု မေးတော်မူသည်ကိုသူတို့သည်တိတ်ဆိတ်စွာနေကြ၏ကဲ့သို့တပဲ့ရော12ပါးကလမ်းမှာဘာလောက်နေကြလဲအချင်းချင်း ညင်းခုန်နေကြတယ်။ဘာအကြောင်းကိုညင်းခုန်နေကြသလဲဆိုရင်အငယ်34မှာအကြောင်းမူကားအဘဲသူသည်တာ၍ကြင်းမြတ်အပ်နေဟုလမ်း၌အချင်းချင်းညင်းခုန်ကြ၏ကဲ့။ဖယားတခက်နိုင်ငံတော်မှာအကြီးမြတ်ဆုံးသောနေရာကိုသူတို့ရချင်ကြတယ်။အဲ့တော့တခင်ယေရှုကဘယ်လိုတွင်တင်တော်မူသလဲ။အခငယ်35မှာထိုအခါကိုတော်သည်ထိုင်လျက်တကြိတ်နှစ်ပါးတို့ကိုခေါ်တော်မူ၍ အရင်အိုးဖြစ်လို့တော့သူမိဒီကနောက်ဆုံးဖြစ်ရမည်အလုံးစုံတို့ဤအစေခံလဲဖြစ်ရမည်ဟုမိန်တော်မူ၏ကဲမင်းတို့ကအကြီးမြတ်ဆုံးတော်သူထိုက်ဆုံးကပုပ်ကိုဖြစ်ခြင်းရင်မင်းတို့ဘာလုပ်ရမလဲဘာရက်လဲဒီမှာပြောထားတာနောက်ဆုံးဖြစ်ရမယ်တဲ့မင်းတို့၁၂ရောက်ထဲကထိုက်ဆုံးနေရာကိုရချင်တဲ့သူဖြစ်ရင်မင်းတို့ကနောက်ဆုံးဖြစ်ရမယ်တဲ့ဆိုလိုတာကနှိမ်ချဖို့ကိုတွန်းတင်နေတာနောက်ဆုံးနေရာမှာမင်းတို့အရင်နေရမယ်တဲ့ အဆင့်အနှိမ့်ဆုံးနေရာမှာမင်းတို့အရင်နေဖို့လိုတယ်။ကဲဒီနေ့အသင်းတော်တွေမှာရောနေရာမလို့ကြဘူးလား။လို့ကြတယ်။ငါဖြစ်ထိုက်တယ်။ငါတီထောင်သူငါကဟိုဟာဟိုဟာရီဒီဟာရီလှူတဲ့သူငါဒီနေရာကိုရတဲ့နေဆိုပြတော့အောင်မလဲနေရာတွေလို့နေကြတာထိတ်ဆုံးကလို့ဖြစ်ချင်းအောက်ဆုံးကလို့အရင်ဖြစ်ပါတဲ့ဆိုလိုတာကအစေခံအရင်လို့ပါ ကဲငါကတော့ဒီမှာအရင်ဆုံးသေးဝင်တာနော်အဲငါနှစ်ပေါင်းများစွာငါဒီမှာလာခဲ့တာနော်ငါတို့အရင်အိုးဆုံးလူတွေကိုနောက်ဆုံးကကြော်သွားပါပြီဗျာအဲ့ဒါလေတယောက်နဲ့တယောက်ပြောကြတာတလားအဲ့ဒါဘယ်သူတွေနဲ့တူလဲဒီမှာမရင်ချက်သေးတဲ့တပည့်တော်တွေနဲ့မတူလားတူတယ်အဲ့တော့ယေရှုကကျွန်တော်တို့ဘာသွန်သင်နေတယ်လဲရက်တော့ခလေးလေးစိတ်သဘောထားတွေကိုဘာလို့လဲထားခဲ့တော့ ထိတ်ဆုံးအလိုဖြစ်ခြင်းဘာလို့လဲနောက်ဆုံးအလိုအရင်ဖြစ်ပါဒီမှာလာတဲ့အခါမှာလည်းပဲဘု து ကိုပဲကြည့်ရမှာလဲနိုင်ငံတော်မှာအစင်သာရတင်ဝင်စားနိုင်ဖို့တင့်အတွက်ဒုက္ခဆင်းရဲခြင်းနဲ့နှိမ်ချခြင်းအမျိုးမျိုးကိုခံခဲ့ရတဲ့ယေရှုခရစ်တော်ရဲ့မျက်နာတော်ကိုပဲကြည့်ပါအာမင်အဲဒီမှာလဲလူအရင်တပြည့်စီလဲလှိန်လဲပဲဟောဟိုမှာအိမ်သားရေဖြစ်ဖို့လိုရင်လဲလူဖြစ်မယ်အော်ဒီမှာအမြင်မတော်တဲ့ဟာရှင်ဘာလို့မလဲ ဒါတော့ငါမလုပ်နိုင်ဘူးဟိုကောင်းမတွေပဲလုပ်အောင်အဲ့လိုဟုတ်ပဲနဲ့เนาะအချင်းချင်းတယောက်နဲ့တယောက်ဘာလို့မလဲနှိမ့်ချရမယ်အာမင်အထိကဒါပဲဒီမှာလဲကျွန်တော်တို့လူမျိုးတွေမတူဘူးကိစ္စမရှိဘူးဖယားတခင်ရှေ့တော်မှာကျွန်တော်တို့ရဲ့တန်ဖိုးကအတူတူပဲဒါကြောင့်ကျွန်တော်လူမျိုးကြီးလည်းမခွဲခြားရအောင်တို့ကဟိုအမျိုးဖြစ်တယ်ဒီအမျိုးဖြစ်တယ်ငါတို့ကဒါလဲဇက်မြက်ဇက်နှိမ့် တခင်ဖျား၌ဇာနေဇာမြင့်မရှိဘူးထိတ်ဆုံးကလိုဖြစ်ခြင်းသူများရဲ့အစေကိုအရင်ခံအောက်ဆုံးကလိုအရင်ဖြစ်ပါ အလုံးစုံတို့ဤအစေခံလဲဖြစ်ရမည်ဟုမိန်တော်ဘူ၏ကဲတို့ရှိဟောတက်လို့ပြန်မဟိုခြေတော့ခြေတော့တောက်တဲ့ဟိုခုံလေးတော့တော့ရှော်ပေးပါဦးဟော ငါအရင်အိုးဆုံးဒီအတင်းတော်မှာတင်းဝင်တယ်လို့နှစ်ချင်းခံခဲ့တယ်လို့ငါ့ကိုဒီလိုလာခိုင်းတယ်ဟိုနှုတ်ကလူတွေကတော့ဟိုမှာရှေ့မှာထိုင်ခိုင်းနေတယ်အဲ့လိုဖြစ်နေရောဘာဖြစ်မလဲဒါကနှိတ်ချတာလားငါ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 မာနဖြစ်နေတယ်နော်လို့အရင်တော့လို့မှာပေါ့နော်သူတို့ကတော့အိမ်ငှားနေနေတာငါတို့ကကိုပိုင်အိမ်နေနေတာဗျာအဲ့လိုစိတ်တတ်တွေမလာနဲ့ဒါလောလောဆယ်ယာကြီးအိမ်တွေပဲကိုပိုင် ဖြစ်ဖြစ်မပိုင်ဖြစ်ဖြစ်အကုန်လုံးထားခဲ့ရပါပဲ သခင်ဖျားကိုရတော်သူဖြစ်ရင်သင်ဟာအမြင့်ဆုံးသောဖျားခင်အမွေခံသားပဲယေရှုခရစ်တော်အဖင်ဖျားသခင်အမွေခံသားသမီးတွေဖြစ်တယ်ဆိုတာတယောက်နဲ့တယောက်ဘာလို့လဲနှိမ်ချခြင်းနဲ့ဆက်ဆံကြဖို့တုံ့တင်နေတာဖြစ်တယ်ငါကဟိုကဖြစ်ထိုက်တယ်ကွာငါဒီအတင်းတော်မှာအရင်ဆုံးเนาะ member ဖြစ်တယ်လို့เนาะငါဟိုဟာဒီလှူတယ်ငါအများဆုံးလှူထားတာဘာညာအဲ့လိုစိတ်ထားမျိုးရှိရအောင်အဲ့ဒါဆိုရင်ကိုကမာမာနာထောင်လွှားပြီးတော့ဒီမှာ အရင်မရင်ကြက်သေးတဲ့တပည့်တွေလိုပဲငါထိတ်ဆုံးရလို့ဖြစ်တင်တယ်ဆိုတော့မကောင်းတဲ့စိတ်နေသဘောထားတွေနဲ့လာရင်တင်းအတွက်လည်းညင်သက်ချင်းရှိမှာမဟုတ်ဘူးကဲအဲ့ဒါလို့ဖရာသခင်အမွေခံသားသမီးတွေကိုကျွန်တော်တို့မထီမဲ့မြင်ပြုရင်သခင်ယေရှုကဘလို့ပြုတတိပေးထားတယ်လဲဆိုတာဆက်ကြည့်အောင်အငယ်36တဲ့အရေးကြီးတယ်အဲ့မှာထပ်ပြော့ဘာတုံတင်ပေးတယ်လဲဆိုရင်သူငယ်တယောက်ကိုလည်းယူ၍သူတို့အလယ်၌ထားပြီးမှ လက်တော်နဲ့ခြေပိုက်လျက်အခန်းငယ်39အကျဉ်သူသည်ငါမျက်နှာကိုထောက်၍ဤကဲ့သို့သောသူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏ထိုသူသည်ငါကိုပင် လက်ခံ၏ငါကိုလက်ခံသောသူသည်လည်းငါကိုသာ လက်ခံသည်မဟုတ်ငါကိုဆေလွတ်တော်မူသောသူကိုပင်လက်ခံသည်ဟုမိန်တော်မူ၏တိုက်အရေးကြီးတယ်ဒီမှာဒီသူငယ်ကဘယ်သူကိုပုံဆောင်တယ်လဲယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေကိုပုံဆောင်တာ ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူကိုသင်ကမထီမဲ့မင်ပြုတ်ရင်သင်ဘုသူကိုစော်ကားနေတာလေသခင်ယေရှုခရစ်တော်ကိုစော်ကားနေတာဖြစ်တယ်ဆိုတော့ဒီမှာသခင်ယေရှုကလက်တွေ့တပည့်တော်ကို ပြနေတာအဲ့တော့အဓိကသခင်ယေရှုကဘာကိုသွန်သင်တယ်လဲနိုင်ချခြင်းစိတ်ရှိဖို့မိမိကိုယ်ကို အတိုင်းထက်အလွန်ပြတော့အထင်မကြီးဖို့တယောက်နဲ့တယောက်ဘာလို့လဲလက်ခံဖို့ဒီသူငယ်ကဲ့သို့ငါ့ကိုလက်ခံရင်တဲ့ ူငယ်လေးကလေးလေးကိုသူတို့အလဲမှာထားပြော့ခြေပိုက်ပြော့ဒီသူငယ်လေးကိုမင်းတို့လက်ခံရင်ငါ့ကိုလက်ခံတာနဲ့အတူတူပဲစီလွတ်တော်မူသောခမဲတော်ကိုလက်ခံတာလည်းဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသင်းတော်လေးမှာလည်းပဲတယောက်နဲ့တယောက်အမြင်မတော်တာလေးတွေတယောက်နဲ့တယောက်အမြင်မကြည်လင်တာရှိပြော့မျက်စောင်းထိုးပြော့ဟိုကောင်မှလာပြန်ပြီအဲဒီကောင်မှလာရင်ဟိုကောင်လာရင်တော့ငါမလာတော့ဘူးဆိုပြီးတော့ဒါတို့ဖြစ်နေရင်ကျွန်တော်ဘာပြင်ရမလဲ မာနစိတ်ကိုဘာလို့ရမလဲချဘာနာစိတ်ကိုချအဲ့ဒါတင့်အတွက်အကျိုးမရှိဘူးတင့်အတွက်ဘာအကျိုးမှပေးမှာမဟုတ်ဘူးတင့်ကိုနှိပ်စက်မဲ့ဟာပဲဒါရီဒီမှာလဲလမ်းမှာ တလမ်းလုံးဟဲ့ကောင်ပေတို့မင်းကလည်းအပျော်ကြီးပဲအပျော်ကြီးပဲနော်ငါတို့ကနောက်တန်းနေလက်တွေ့လောက်တာဟမ်ဟမ်ငါတို့ပဲနိုင်ငံတော်မှာငါတို့ပဲထိတ်ဆုံးကလူဖြစ်တဲ့နော်တယောက်နဲ့တယောက်ချရတယ်ငင်းခုန်နေကြတာနော် ဒီမှာလဲရှိခဲ့ရင်ရတန်းကရက်အခုကြားလာတဲ့သူတွေထဲမှာအသိန်းတော်မှာနေရလို့တဲ့လူတွေရှိရင်လည်းပဲရတန်းကရက်အဲ့ဒါဘုရားသခင်လူတော်မဟုတ်ဘူးနော်အမှနှိမ်ချခြင်းကိုတပေးနေတာဒါကြောင့်နှိမ်ချသောစိတ်နဲ့ဆလပရပါဝင်ပါ အမှတော့နှိမ်ချခြင်းဆိုတာသီလတပါးဖြစ်တယ်ကျွန်တော်ထပ်ပြောမယ်နှိမ်ချခြင်းဆိုတာသီလတပါးဖြစ်တယ်တကယ်ယေရှုကရပြီးပြီဆိုရင်ကျွန်တော်တို့မှာမမနာအောင်မထောင်နိုင်သေးဘူးလား ထောင်းနိုင်တယ်ဒါပေမဲ့ထောင်းရမလားမထောင်းရတော့ဘူးအချင်းချင်းဘာလို့ရမလဲနေရမလို့ရဘူးအချင်းချင်းငါကအတော်ဆုံးဟိုကောင်မဒီကောင်ကငါထက်အတုံးမချဘူးငါကဒီနေရဟိုနေရငါခံထိုက်တယ်ငါဒါရီဒါရီရထိုက်တယ်ဟိုမှာဆရာရီဆရာမရီရတော့မရထိုက်တဲ့လူဟိုမှာပြေးပြေးပြန်ပြီးငါတော့တွားပြီးမလောက်တော့ဘူးမတွားတော့ဘူးအဲအဲ့လိုမျိုးဖြစ်နေရင်ဒါကလေးမလုံနဲ့နော်နောက်ထပ်အဲ့လိုကလေးလေးမလုံနဲ့ နှိမ်ချခြင်းနဲ့ဘာလို့လဲဆက်ပြောလိုအပ်တဲ့နေရာမှာပါဝင်ပါအခန်းငယ်38မှာယောဟန်ကလည်းအရှင်ဖေရားအကျွန်ုပ်တို့နဲ့အတူ မလိုက်ပဲလျက်ကိုတော်ဤနာမကိုအမည်ပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်တော်သူတယောက်ကိုအကျွန်ုပ်တို့တွေ့ပါ၏သူသည်အကျွန်ုပ်တို့နဲ့အတူ မလိုက်သောကြောင့်အကျွန်ုပ်တို့သည် မြစ်တားကြပါသည်ဟု ရှောက်လေသောယေရှုကထိုသူကိုမမြစ်တားကြနဲ့ ငါနာမကိုအမည်ပြုလျက်တကိုးကိုပြ၍ငါကိုအလွယ်တကိုးကဲ့ရဲ့နိုင်သောသူတယောက်မျှမရှိတင်တို့ဤရန်သူဘက်၌မရှိသောသူသည်တင်တို့ဘက်၌ရှိ၏တင်တို့သည်ခရစ်တော်နှင့်ဆိုင်သည်ဟုငါမျက်နှာကိုထောက်၍အကျဉ်သူသည်တင်တို့အားရေတခွက်ကိုမျှပေး၏ထိုသူသည်အချိုးကိုမရဘဲမနေရာ ငါအမှန်ဆို၏အကဲကြည့်ဒီမှာယောဟန်ကလာပြောပြန်ပြီကိုရောကျွန်တော်တို့ကိုရောရဲ့တပည့်တော်၁၂ပါးထဲကမဟုတ်တဲ့ဟိုဟိုဟိုလိုတွေကကိုရောနာမကိုအသုံးပြုပြီးတော့နတ်ဆိုးတွေကိုနှင်ထုတ်တယ်နှင်ထုတ်တာကိုကျွန်တော်တို့မြင်တဲ့အခါမှာတားပလိုက်တယ်အဲ့ဒါကရောသူတို့မာမာနမဟုတ်ဘူးလားငါတို့ကယေရှုနောက်လိုက်တယ်လို့မင်းတို့ကမဟုတ်ဘဲနဲ့ယေရှုနာမကိုဒီလိုရှောက်မတော့အောင်သူတို့တော့မပြောနေဘူးလား အဲငါတို့ငါတို့အဖွဲ့အစည်းထဲကငါတို့အသင်းထဲကမဟုတ်တဲ့အတွက်အဲ့ဒီကောင်တွေတော့ဒါတွေကိုမလောက်ခွင့်မပေးနဲ့အခုရောတချို့အသင်းတွေကအဲ့လိုမလုပ်ဘူးလားငါတို့ရဲ့အသင်းတော်ထဲကလို့မဟုတ်လို့ငါတို့ရဲ့အဖွဲ့ဝင်မဟုတ်လို့အဲ့ဒီကောင်တွေကိုတရားဟောခွင့်လည်းမပေးနဲ့အဲ့လိုလိုက်ပိတ်နေတဲ့လူတွေရောမရှိဘူးလားအဲ့ဒါဘာ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 ဖြစ်နေတာလဲမာမာနထောင်လွှားနေတာတင်းတူတင်းသားတွေမှားယွင်းတဲ့ ုံတင်ချက်ကနေအလှည့်ဖျားခြင်းမခံရအောင်တင်းအုပ်တိုင်းကတော့တာဝန်ရှိတာပဲလေဒါမဲ့ကျွန်တော်တို့နဲ့ယုံကြည်ခြင်းတူတယ်အေးဝင်ကလေးတမာတရားကိုလည်းအပြည့်အဝဟောကြတဲ့သူတွေဆိုရင်ကျွန်တော်တို့ရဲ့အသင်းဝင်တွေကျွန်တော်တို့ရဲ့အဖွဲ့အစည်းဝင်တွေမဟုတ်ရင်လည်းတွားပြီးတော့တားဖို့လား မဟုတ်ဘူးမဟုတ်ဘူးဒီမှာယောဟန်နဲ့တပည့်တော်အဖွဲ့တွေကတော့မင်းတို့ကလည်းယေရှုရဲ့နောက်လိုက်အချိန်ပြည့်နောက်လိုက်တွေမဟုတ်ဘူးเนาะမင်းတို့ငါတို့ငါတို့တခင်ယေရှုရဲ့နာမဆက်အဲ့လိုမတုံးနိုင်ဆိုပြီးတော့တော်တာတော့အဲ့လိုမလုပ်အောင်ဒါလည်းသူတို့ကဘာဖြစ်နေတာလဲယေရှုရဲ့နောက်ကိုလိုက်တယ်ဆိုပြီးတော့သူတို့ကမာမနာထောင်လွားပြီးတော့ယေရှုကိုယုံကြည်တဲ့လူကယေရှုရဲ့အခွင့်နဲ့နတ်ဆိုးနှင်ထုတ်တာကိုသူတို့ကတော့ပြီးတော့တော်တာနေတာအဲ့ဒီလူတွေကဘယ်သူတွေဖြစ်မလဲ တမချမ်းစာမှာမဖော်ပြထားဘူးဒါပေမဲ့သခင်ယေရှုကဒီတပည့်တော်12ပါးကိုပဲနတ်ဆိုးတွေကိုနှင်ထုတ်ရတဲ့အခွင့်ကိုပေးပရဆေလွတ်တာမဟုတ်ဘူးလေအယောက်80ကိုဆေလွတ်တာအဲ့ဒီထင်းကလူတွေဖြစ်မလားပေါ့နော်အထင်ကိုပြောတာဟုတ်တယ်လို့မပြောရဲဘူးဒါပေမဲ့ယေရှုကသူ့ကိုယုံကြည်တဲ့လူဖြစ်တယ်ဆိုတာဒီမှာသခင်ယေရှုကအတီးပြုတ်နေတာသူ့ကိုမယုံကြည်တဲ့လူကသူ့ရဲ့နာမတော်ကိုအလွဲသုံးလို့မရဘူးတဲ့ ဒါကြောင့်မင်းတို့သွားမတားရဘူးတဲ့ဆက်ပြီးတော့တခင်ယေရှုကအခန်းငယ်40မှာတင်တို့ဤယံသူဘက်၌မရှိတော်သူသည်တင်တို့ဘက်၌ရှိ၏ကဲ့ချီနောက်တော်ကိုတပည့်တော်12ပါးလိုပဲအချိန်ကြည့်မလိုက်တာပဲရှိတယ်အဲ့တော့အဲ့ဒီအယောက်80ထဲကလူတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်ယေရှုကမတားနဲ့မတားနဲ့ ။တစ်ဖက်မှာလည်းမတဲအခိုင်ခုနဲ့အငယ်23ကနေ23မှာတခေတခင်လို့ခေါ်ပြတော့အနတ်ဆိုးတွေကိုနေထုတ်တယ်။ဒါပေမဲ့ယေရှုခရစ်တော်အမှန်တကယ်မယုံကြည်တဲ့လူတွေကလည်းရှိနေတယ်တော့။နော်။ဒါပေမဲ့ဒီမှာကျတော့ယေရှုကသူ့ကိုယုံကြည်တဲ့လူအဟုတ်အမှန်တွေဖြစ်တယ်ဆိုတာကိုဒီမှာတခေယေရှုကအတည်ပြုထားတယ်။အခါကလဲစက်တဲ့မှာတင်တို့သည်ခရစ်တော်နဲ့ဆိုင်သည်ဟုငါမျက်နှာကိုထောက်၍အကျင့်သူသည်တင်တို့အားရေတစ်ခွက်ကိုမျှ ပေး၏ထိုသူသည်အချိုးကိုမရဘဲမနေရငါအမှန်ဆို၏ကဲအဲ့ဒါဘာဟုဘာဟုဘာဟုသုံးတင်နေတာလဲတခင်ယေရှုရဲ့မျက်နာတော်ကိုထောက်ပြော့တခင်ယေရှုကိုယုံကြည်တော်ယုံကြည်သူညီကိုမုံတော်မတော်ကိုလေးစားတမှုပြုပြော့သူတို့လိုအပ်တဲ့အရာကိုတခင်ယေရှုခရစ်တော်ရဲ့မျက်နာကိုထောက်ထားပြော့တင်ကိုညီနိုင်တဲ့နော်အဘက်မှာကိုညီပါရေတစ်ခွက်ပဲပေးနိုင်တယ်ဆိုရင်လည်း အဲ့ဒီအချိုးအတွက်တခရယေရှုကအချိုးမရပဲမနေဘူးတခရယေရှုဟာနှိမ်ချခြင်းပုံသက်သေးတွေထဲမှာအကောင်းဆုံးဖြစ်တယ်ကဘာဦးကနေစပရဒေနေ့အထိတခရယေရှုခရစ်တော်ထက်နှိမ်ချတဲ့သူဘယ်သူမှမရှိသေးဘူးအဲ့ဒါလောက်ကြီးမြတ်တော်မူသောဖယားသခင်သားတော်အမြင့်ဆုံးသောဖယားသခင်သားတော်ဖြစ်ပါလျက်နဲ့တင်နဲ့ကျွန်တော်ကိုရွေးနှုတ်ခဲ့တယ်မို့ အပြစ်ရှိသောသူတို့ရဲ့မတရားသောတရားစီရင်ခြင်းကိုခံရဖို့အနှံ့ခြင်းကိုသူလက်ခံခဲ့တယ်။ကျွန်တော်တို့ကိုယ်တိုင်မှာဆက်နိုင်တဲ့အပြစ်ကြွေးအလုံးကိုဆက်ပေးဖို့ရလဝကတိုင်မှာအပြစ်ရဲ့အခတဲ့ခြင်းကိုဆက်ပေးဖို့ရအသေးခံပေးတယ်။ဒီမှာပြန်ပြတော့ထမြောက်မယ်တဲ့။၃ရက်မြောက်တော့နေ့၌ထမြောက်မယ်ဆိုပြီးတော့ တပည့်တော်တို့ကိုကြွတင်ပြောထားတဲ့အတိုင်းသုံးရက်မြောက်တော်နေမှာတိတ်ချင်းကနေထမြောက်ပြော့မိမိအသက်ရှင်တော်မူတဲ့အကြောင်းရက်ပေါင်း၄၀အတွင်းမှာတပည့်တော်တို့ကိုခိုင်ခန့်သောတသက်တွေကိုပြပြီးမှတပည့်တော်တို့ကြည်ရှုနေတဲ့အချိန်မှာပဲကောင်းဝင်နိုင်ငံတော်ကိုပြန်လဲကြွသွားတယ်အခုယေရှုခရစ်တော်ကခမဲတော်ဖခင်ရဲ့လက်ရာတော်ဘက်မှာအရင်တုန်းကခဏဘေးချိတ်ထားတဲ့စွန့်ထားတဲ့ဘုံအသေးနဲ့ပြန်ပြော့ထိုင်နေပြီအာမင်ဒီနေ့ ဒီမှာရှိတဲ့ယုံကြည်သူအားလုံးကိုလည်းမြင်နေတယ်နော်တပန်းကြွာလာဦးမယ်ဘာအတွက်လဲမိမိတီထောင်တော်မူမဲ့နိုင်ငံတော်မှာကျွန်တော်တို့အစင်ထာဝရဘုန်းတော်ဝင်စားနိုင်ဖို့ကျွန်တော်တို့အတွက်ကြွာလာမယ်မကြွာလာမီတိုင်အောင်ကျွန်တော်တို့ဘယ်လိုနေရမလဲတခင်ယေရှုပြတော်မူသောနှိမ်ချခြင်းပုံသက်တည်နဲ့နေတိုင်းဆက်လက်ပြီးအသက်ရှင်ကြပါစို့အားလုံးပေါ်မှာဖခင်ကောက်ချီးပေးပါစေအာမင်